မင်္ဂလာပါ2025ခုနှစ်အော်တိုဘာလ9ရက်နေ့မင်္ဂလာမနေ့ခင်းမှာခုဆိုလို့ရှိရင် NCA စနစ်ပြည့်ခန်းသားကြီးကိုဟောနိုင်ငံတော်ကြီးခဲ့ဒီနေ့တိုင်းသားလက်နက်ကင်ဖွဲ့စည်းတဲ့ပုံကိုယ်တွေနဲ့စနစ်ပြည့်ခန်းသားကြီးမှာတွေ့ဆုံနေပါပြီအနာဂတ်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေတက်ဆွေးနွေးနေပါပြီဒါကြောင့်ကြိုးစားပါတယ်ထောက်ခံပါတယ်ငြိမ်းချမ်းရေးအတွက်လွန်ခဲ့တဲ့စနစ်တော်ကာလဟောနိုင်ငံတော်သမ္မတကြီးဦးသိန်းစင်ဦးဆောင်ပြီးတော့ ကြခုံကြခဲ2023နှစ်ကစိတ်ရှည်ဇွဲတန်စွာဖြင့်လှုပ်ဆောင်ခဲ့တဲ့ပြည်တော်သူဆိုင်ရာနော်ဒီပြည်တော်သူတတိုင်းပြည်လုံးဆိုင်ရာပြစ်ခတ်တက်ခိုင်းမှုရစဲရေးသဘောတူစာချုပ် NCA ပေါ့နိုင်ငံလုံးဆိုင်ရာပြစ်ခတ်တက်ခိုင်းမှုဆိုင်ရာသဘောတူစာချုပ် NCA စာချုပ်ကြီးကိုကြခုံကြခဲစူးစမ်းအထောက်ပြီးတော့သတ္တမရယဝင်ကြီးဦးစိုးသိန်းတို့လေနိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်ရဲ့အစိုးရအဖွဲ့ဝင်လူကြီးတွေအားလုံးကစိတ်ရှည်ဇွဲတန်စွာဖြင့် နှစ်ပေါင်းများစွာကြိုးစားဖြောင်းပြကြောင်းတဲ့တောင်လူတို့ပူလျှော်လေးလုပ်ပြီး2015ခုနှစ်ဘဒုဘလာ15ရက်နေ့မှာထိုးခဲ့တဲ့ညဉ့်ညဉ့်စာချုပ်ကြီးအခုဆိုရင်10နှစ်ပြည့်ပါပြီ10နှစ်ပြည့်မှာလည်းကျွန်တော်တို့လက်ရှိဒီဇယ်နိုင်ငံတော်အကြီးအကဲနဲ့နိုင်ငံတော်ခေါင်းဆောင်တွေစစ်ဖက်ရက်ဖက်ခေါင်းဆောင်တွေနိုင်ငံရေးပါတီရဲ့ခေါင်းဆောင်တွေနော်တိုင်းသားလက်နက်ကိုင်ဖွဲ့စည်းရသဘောထားပျော်ပြောင်းပြီးနိုင်ငံကိုကောင်းစေခြင်းနဲ့ငြိမ်းချမ်းစေခြင်းနဲ့ပုံကိုကြီးဒီနေ့စကားပြောဆွေးနွေးနေကြပါပြီအထူးပဲကြိုဆိုပါတယ်ထောက်ခံပါတယ်နော် တိုင်းပြည်တပြည်သည်ငင်းချမ်းရေးရှိမှကျန်တဲ့လုပ်ငန်းစဉ်တွေလုပ်လို့ရမှာဖြစ်တဲ့အတွက်ငင်းချမ်းရေးကိုစိတ်ရှည်ရှည်နဲ့လုပ်နေတဲ့နိုင်ငံတော်အကြီးအကဲပုဂ္ဂိုလ်မူကြီးနဲ့တကွနိုင်ငံတော်တာဝန်ရှိလူကြီးများစိတ်ရှည်စွာတမ်းသွားဖြင့်မိမိတို့ရဲ့ကိုကျိုးစည်းပွားကိုမကြည့်ပဲမိမိတို့ရဲ့ဒေသမှာရှိတဲ့ပြည်သူပြည်သားတိုင်းရင်းသားအလုံးရဲ့အကျိုးကိုကြည့်၍မျှော်ကိုး၍တက်လာကြသော တိုင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်ကြီးများအားလုံးကိုလည်းအထူးလေးပြုပါတယ်လေးစားကာရဝပြုဂုံယူပါတယ်လို့ကျွန်တော်ဒီနေရာနေပြောချင်ပါတယ်တိုက်ပီတပီဟာရင်းချမ်းရေးရှိမှကျန်တဲ့လုပ်ငန်းစဉ်တွေလုပ်လို့ရပါတယ်ပြည်တိနိုင်ငံတွေကျွန်တော်တို့အာဆီယံနိုင်ငံတွေဘယ်နိုင်ငံတိုးတက်တယ်ဘယ်နိုင်ငံချမ်းသာတယ်ဘယ်နိုင်ငံအလုပ်ကံခွင့်လန်းများတယ်ပြောပြောအဲ့ဒီနိုင်ငံတွေကတဘုံမရှိချင်းเนาะငြိမ်းချမ်းခြင်းကြောင့်ရလာတဲ့အသီးပွင့်တွေပါကျွန်တော်တို့နိုင်ငံဟာလည်း ငင်းချမ်းကြီးကိုသာဝရငင်းချမ်းကြီးကိုအပြီးပိုင်ဖော်ဆောင်သွားနိုင်မယ်ဆိုအခြားနိုင်ငံတွေကြီးတို့ကျွန်တော်တို့လောက်ကန်ခွင့်လန်းတွေရလာမယ်တရားဥပဒေစိုးမိုးမှုတွေရလာမယ်တည်ငြိမ်အေးချမ်းမှုတွေရလာမယ်လောက်ကန်ခွင့်လန်းတွေပေါ်လာပါလိမ့်မယ်ဒါကြောင့်ကျွန်တော်တို့နိုင်ငံရေးခရီးဖြတ်တန်းတွေတမျှကာလပတ်လုံးမှာကျွန်တော်တို့တာဝန်ခံတာတွေထုတ်တာဝန်ရေးသုံးမအောင်မှာနေမယ်ပြည်ထောင်စုပြိုကွဲစေမယ်စကားမျိုးဘယ်တော့မှမပြောဘူးလောက်ရမျိုးဘယ်တော့မှမလုပ်တိုင်းရင်းသားစည်းလုံးညီညွတ်မှုပြက်ပြားစေမယ်လောက်ရမျိုးဘယ်တော့မှမလုပ်ဘူးအချုပ်ချာအာဏာကိုထိပါစေမယ်လောက်ရမျိုးဘယ်တော့မှမလုပ်ဘူးတက်မတော်အပေါ်မှာ ရန်ဆောင်ပြီးတက်မတော်ပြဿနာရှာတဲ့လုပ်ငန်းစဉ်မျိုးဘယ်တော့မှမလုပ်ပါဘူးကျွန်တော်တို့နိုင်ငံရေးလို့ရှိရင်ရွေချက်ကတရားဥပဒေစိုးမိုးရေးတည်ငြိမ်အေဂျင့်ရေးနဲ့မြန်မာနိုင်ငံမှာအများစုဖြစ်တဲ့တောင်သူလယ်သမားအလုသမားဆင်းရဲသားလူဒန်းစားတွေရဲ့ဘဝရှင်သန်ရည်တည်နိုင်ရေးသူတို့ရဲ့လိုအပ်ချက်တွေကိုတိုင်းသိပြီးသည့်ကဘာပြီးကဘာတိ ခက်ဆက်ဆက်ကကျွန်တော်တို့နိုင်ငံရဲ့တောင်သူလယ်သမားအလုပ်သမားလူလူကြီးရဲ့ဒီခက်ခဲတွေကိုကြုံတွေ့နေရတယ်ဆိုတာတွေကိုတိုင်းပြည်ပြည်ထောင်နိုင်ငံတော်နဲ့သိအောင်တောင်သူလယ်သမားအလုပ်သမားစင်ရဲသားတွေနဲ့နိုင်ငံတော်ဆွေးနွေးကြမှာပေါင်းကူးပေးခြင်းလို့နိုင်ငံရေးလှုပ်တာပါလှတ်တော်ဝင်တာဖြစ်ပါတယ်ဒါလေးကိုလည်းပြောလို့ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျမ်းမာချမ်းသာကြပါစေခင်ဗျာ